ူးလေးထောက်ပြီးတော့လောက်လေးချီပြီးတော့မျက်ရည်တွေနဲ့ငိုပြီးတော့ဆူတောင်းနေတဲ့အဲမြင်ကွင်းမျိုးကြီးလည်းမြင်ခဲ့ရတယ်ဗောနော်အဲ့ဒါဒီဟိုတယ်ကြီးထဲမှာပိတ်မိနေတယ်ဒီဟိုတယ်ထဲမှာပြီးပြီးတော့ထွက်မလာသေးတဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်ကိုသူတို့ပူဆွေးနေတာဗောနော်ကိုသားလင်အဲ့နေရာမှာဆိုရယ်စိတ်ကိုချင်းစာစိတ်ကလေးနဲ့ဗောနော်ယင်ထဲမှာမချိနေအောင်ခံစားရပါတယ်အဲ့တော့ထူးထူးခြားခြားအနေနဲ့ဗောနော်ကျွန်တော်တို့တောင်းမှာလောက်တဲ့အခါမှာတော့ကျွန်တော်တို့စီမှာအန်တီတယောက်ကဝင်ပူးပြီးတော့ဗောနော်ကျွန်တော်စီကိုလက်ညှိုးကြီးထိုးပြီးတော့ရောက်လာတာ လက်ညိုးကြီးထိုးပြီးတော့အာငါဟိုနားမှာရှိတယ်ကျမကဘယ်သူမှမခေါ်ဘူးဘယ်သူမှမခေါ်ဘူးဆိုပြီးတော့ကျွန်တော်လက်ညိုးကြီးထိုးပြီးအဲ့လိုဝင်လာတော့ကျွန်တော်အယမ်းလန့်သွားတယ်တစ်ခါမှလည်းမကြုံဘူးလေဒါမျိုးဆိုတာဟိုဘယ်လိုပြောမလဲပြောပဲပြောဘူးလားသူများတွေလောက်တာပဲမြင်ဘူးလားကိုနဲ့တိုင်းရဲ့မတွေ့ဘူးတဲ့ခါမှာကျွန်တော်အယမ်းတုံလောက်သွားတယ်သူကလည်းကျွန်တော်စီကိုဦးတည်ပြီးဘာလို့ဆိုကိုကကိုကဦးဆောင်ပြီးခေါ်လိုက်မိတာရောနော်ဒီမကြုံမလို့တဲ့သူတွေအမျှလိုချင်တဲ့သူတွေလာခဲ့ပါဆိုကျွန်တော်အာကိုတကြီးနဲ့ပြေးလာတော့ကျွန်မဟိုနားမှာရှိတယ်ဟိုနားမှာရှိတယ်သူကလက်ညိုးတာရုခေါ်တယ်အမျှယူတယ်ပြီးတဲ့ခါမှာ ွားတော့မယ်သွားတော့မယ်ဆိုပြီးပြောပြီးတော့ငြိမ်ကြသွားတာပေါ့နော် ်စားလောက်တဲ့အချိန်မှာတော့ကျွန်တော်စိတ်ထဲမှာဒီလောက်ထိပြိုပြက်ပျက်စီးသွားမိမယ်လို့မထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်း Facebook တွေမှာတက်လာတဲ့ဗီဒီယိုမှတ်တမ်းတွေအာကြည့်ပြီးတဲ့အခါကျတော့အရန်ကိုပျက်စီးယူရင်းသွားတာကိုတွေ့ရတဲ့အတွက်ထပ်တူစိတ်မကောင်းဖြစ်ရတယ်ဒီအတွက် share မိပါပြည်သူတွေအတွက်ကိုဘာပြန်လုပ်ပေးရမလဲဆိုတော့အတွေးတစ်ခုခေါင်းထဲမှာဝင်လာပြီးတော့မှအာကျွန်တော်ရဲ့အစိုးရဟန်တူးဆိုင်ရဲ့နှစ်ယောက်ပေါင်းပြီးတော့သိန်းတရာမတီးတယ်မတီးပြီးတဲ့အခါမှာသူ့ရဲ့ပြည်သက်တွေကျွန်တော်ရဲ့ ်ချရတဲ့မိဘပြည်သူတွေကျွန်တော်ရဲ့လုပ်ငန်းရှင်အာမိတ်ဆွေအပေါင်းအသင်းတွေကဝိုင်းပြီးလှူပေးကြတာဆိုအခုဆိုလို့ရှိရင်3,900ကျော်ရှိသွားပြီပေါ့နော်အဲ့ဒီပတ်စံနဲ့ကျွန်တော်တို့လှူဒန်းတွေစတင်ပြီးတော့လှုပ်ဆောင်ပေးနေပါတယ်ခင်ဗျာအအောင်ဆုံးချင်းလန်းနေနဲ့ကျွန်တော်လှူဒန်းခဲ့တာကတော့ပျော်ပွဲအဲကြောက်စဲမန္တလေးအာပြီးလို့ရှိရင်စကိုင်းအာအင်းဝတရားဦးမေနူးအုပ်ချောင်းရှိတဲ့အုပ်ဘုတ်တန်း အဲစတဲ့ဟိုမျိုးတွေတောက်လျှောက်ကိုကျွန်တော်တို့ပထမအချိန်လှူဒန်းမိပါပြီခင်ဗျာဒီဘေးဆိုရင်တော့ခဏခဏကြုံခဲ့ရတယ်အခုကတော့ဒါငလင်ဘေးဖြစ်တဲ့အတွက်ဘာတွေလိုအပ်တယ်လဲဘာတွေမြေပြင်မှာတကယ်လိုအပ်နေလဲဆိုတော့မသိတဲ့အတွက်အစားအသောက်တွေစတင်ပြီးတော့လှူဒန်းဖြစ်ခဲ့တယ်ဗောဒါပေမဲ့တကယ်တမ်းတီးခဲ့ရတာအခုကဘာလဲဆိုတော့အခုလိုမြေပြင်မှာဆင်းပြီးတော့လှူဒန်းတဲ့အခါမှာသိရှိခဲ့ရတဲ့အရာဒီအရာရေဘေးနဲ့မတူဘောနော်ရေဘေးဆိုတာကတော့တစ်ပတ်နှစ်ပတ်ပြီးသွားတဲ့အခါကျရင်ကိုယ့်အိမ်မော်ကိုပြန်တက်နေလို့ရတယ် normal life ကိုပြန်ရသွားလို့ ့ရတယ်ပေါ့အခုဒီဟာကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့မိဘပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ရှိသမျှအရာအားလုံးအမှိုက်ပုံလိုမျိုးဖြစ်သွားတာဒီအတွက်ကြောင့်မလို့ပြန်လဲထူထောင်ဖို့ရန်အတွက်ကျွန်တော်တို့နှစ်နှစ်နဲ့ချီပြီးကြာမယ်ကာလရှည်တစ်ခုကိုအတူလက်တွဲပြီးတော့ဖြတ်သန်းရမယ်အနေထားမျိုးဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိလာရတယ်။ဒီအတွက်ကြောင့်မလို့ဒုတိယခြေလှမ်းအနေနဲ့ကျွန်တော်တို့နောက်ထပ်အလှူဒန်းတစ်ခုကိုလည်းဆက်ပြီးတော့လုပ်ဖို့အတွက်ကိုရည်ရွယ်ထားပါတယ်။အဲ့ဒါခဏတာနားခိုလို့ရဖို့အတွက်ကျွန်တော်တို့ခိတ္တယာယီ အင်ယာတွေဖန်တီးပေးဖို့အတွက်ကိုအခုစ조사နေပါတယ်ခင်ဗျာလေကျွန်တော်တို့မုတ်ကျွတ်တွေကျိုးပြီးတော့ပုံဟိုမုတ်ကျွတ်အကျိုးတွေပုံနေသလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးတွေအပုံလိုက်အပုံလိုက်အပုံလိုက်တွေဒါပျက်စီးသွားတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့တဘာဝဘေးအန္တရာယ်ကြီးကအရန်ကြောက်ဖို့ကောင်းတယ်ဆိုတာကိုလည်းကျွန်တော်မြင်ခဲ့ရတယ်ပြီးတော့သင်္ခါရသဘောတရားတွေကိုလည်းကျွန်တော် သိရှိခဲ့ရတယ်ပေါ့နော်တရားတွေလည်းတော်တော်ရပါတယ်ဥမာသွားတဲ့သူတွေတချို့ဆိုလို့ရှိရင်တအိမ်လုံးဘယ်သူမှမကြံခဲ့ဘူးအိမ်ကြီးမဲ့အပုံလိုက်ကြီးကြံခဲ့တယ်တချို့ဆိုလို့ရှိရင်တယောက်နှစ်ယောက်ပဲကြံခဲ့တယ်အကုန်လုံးကဆုံးမသွားတယ်အဲဒါမျိုးတွေကိုလည်းကြုံတွေ့ခဲ့ရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဘယ်လိုပြောရမလဲအိမ်နေပြိုပြတ်တဲ့အိမ်တွေဆိုကိုယ်တိုင်သွားတယ်အဲ့ဒီအိမ်ရှိတီကိုကိုယ်တိုင်သွားပြီးတော့မှတကယ်ပြိုပြတ်သွားတဲ့အိမ်ရှင်တွေကို တတိယရောက်ပေါ့နော်တအိမ်တောင်ကိုငွေတသိန်းစီပေါ့ကျွန်တော်လှူဒန်းခဲ့တယ်ပထမတစ်ချိန်မှာကျွန်တော်လှူဒန်းခဲ့တာဆိုရင်သိန်း300ကျော်ပေါ့ကျွန်တော်လှူဒန်းခဲ့ပါတယ်ပြီးတော့အစားအသောက်ကိုပြောမယ်ဆိုရင်လည်းလူ9000ဇာလောက်ကိုကျွန်တော်တို့လှူဒန်းနိုင်ခဲ့တယ်ကျွန်တော်လှူဒန်းတဲ့အတွက်ကြောင့်မလို့အာဘယ်လိုပြောရမလဲရေလှူတဲ့သူတွေလက်ဖက်ထုတ်တွေလှူပေးတဲ့သူတွေအများကြီးကျွန်တော်စီမှာထပ်ပြီးတော့ပေါ်လာတာဖြစ်တဲ့အတွက်အာမိဘပြည်သူတွေအတွက်အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဟိုပထမတစ်ချိန်မှာတော့လှူဒန်းနိုင်ခဲ့ပါတယ်ခင်ဗျာ ကျွန်တော်မန္တလေးမြို့ပေါ်မှာပေါ့နော်တွေ့တွေ့ခဲ့ရတဲ့စိတ်မကောင်းစရာမြင်ကွင်းတစ်ခုကတော့အာဘယ်လိုပြောရမလဲဆိုတော့ဟိုတယ်ကြီးတစ်ခုရဲ့အရှိမပေါ့နော်လမ်းဘေးမှာအဲဓူလေးထောက်ပြီးတော့လောက်လေးချီပြီးတော့မျက်ရည်တွေနဲ့ငိုပြီးတော့ဆူတောင်းနေတဲ့ အဲမြင်ကွင်းမျိုးကြီးလည်းမြင်ခဲ့ရတယ်ဗောနော်အဲ့ဒါဘာလဲဆိုတော့ဒီဟိုတယ်ကြီးထဲမှာပိတ်မိနေတဲ့ဒီဟိုတယ်ထဲမှာပြီးပြီးတော့ထွက်မလာသေးတဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်ကိုသူတို့ပူဆွေးနေတာဗောနော်တချို့ကြတော့လည်းဒီကယ်ဆယ်ရေးသမားတွေကိုကယ်ပေးဖို့အတွက်ဘယ်လိုပြောရမလဲသူတို့တောင်းမှန်ပြီးတောင်းဆိုနေတာဗောနော်အဲ့လိုမျိုးမြင်ကွင်းတွေကိုတွေ့ရတဲ့အခါကျတော့ကိုသားနဲ့အဲ့ညမှာဆိုတဲ့စိတ်ကိုချင်းသာစိတ်ကလေးနဲ့ဗောနော်ယင်ထဲမှာ မချိနေအောင်ခံစားရပါတယ်အဲ့တော့ဆူတောင်းနေတာတခုကတော့ဒီလိုသဘာဝဘေးအန္တရာယ်ကြီးပေါ့နော်နောက်ထပ်ထပ်ပြီးတော့မဖြစ်ပါစေနဲ့တော့လို့ကျွန်တော်ဆူတောင်းပေးချင်ပါတယ်ခင်ဗျာအနေနဲ့ပေါ့နော်ကျွန်တော်တို့မေနူးအုပ်ချောင်းအခုကျွန်တော်နောက်မှာရှိတဲ့မေနူးအုပ်ချောင်းရှိတဲ့ရွာပေါ့နော်အိုးဘုတ်တန်းဆိုတဲ့အင်းဝါရွာတခုကိုသွားပြီးတော့လှူဒန်းတဲ့အခါမှာအာကျွန်တော်ရဲ့အလှမဖြစ်ခဲ့ဘူးတဲ့လှမတယောက်ဆိုရင်သူ့ရဲ့သမီးလေးရောလူမမဲခလေးလေးရောဈေးဝယ်သွားနေရင်လည်းစိုင်ပြိုလို့ပြီးပြီးတော့တခါတည်းအသက်ဆုံးသွားတာကို ဟိုဂျုံခဲ့ရတယ်အဲ့ဒီအလှူမဆိုရင်ဒါနောက်နေ့ကျရင်အလှူလူဖို့အတွက်ကျွန်တော်နဲ့ဆက်ရံပေးပြီးသားကျွန်တော်ကိုအလှူလုပ်ဖို့ငှားပြီးသားပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲကိုယ်နဲ့နီးစပ်တဲ့သူတွေနဲ့ထိခိုက်မှုတွေရှိတယ်လို့ပေါ့နော်တချို့ကြတော့လေကိုနဲ့မနီးစပ်ဖယ်နဲ့ထိခိုက်သွားတဲ့သူတွေအများကြီးပဲကျွန်တော်ကတော့အလှလှုပ်ပြီးတဲ့ခါတိုင်းမှာကျွန်တော်အဲ့ဒီလှူဒန်းလာတဲ့အလှအဖို့ပါကအဆုစုကိုပေါ့နော်အခု ဆုံးမသွားတဲ့သူတွေမြဲမြဲမြဲသူတွေအကုန်လုံးကိုကျွန်တော်ခေါ်ပြီးတော့တာရုခေါ်တဲ့အမျှပေးတယ်ဒါအမြဲတမ်းကျွန်တော်လုပ်တယ်ပေါ့အခုသွားတဲ့အလူထောက်လျှောက်မှာအဲ့ဒီအင်းဝမနူးအုပ်ချောင်းသားမှာလုပ်တဲ့အခါမှာတော့ကျွန်တော်စီမှာအန်တီတယောက်ကဝင်ပူးပြီးတော့ပေါ့နော်ကျွန်တော်စီကိုလက်ညှိုးကြီးထိုးပြီးတော့ရောက်လာတာ လက်ညှိုးကြီးထိုးပြီးတော့အာငါခုနားမှာရှိတယ်ကျမကဘယ်သူမှမခေါ်ဘူးဘယ်သူမှမခေါ်ဘူးဆိုပြီးတော့ကျွန်တော်လက်ညှိုးကြီးထိုးပြီးအဲ့လိုဝင်လာတော့ကျွန်တော်အယမ်းလန့်သွားတယ်တခါမှလည်းမကြုံဘူးလေဒါမျိုးဆိုတာမတွေ့ဘူးတဲ့ခါမှာကျွန်တော်အယမ်းတုံလောက်သွားတယ်သူကလည်းကျွန်တော်စီကိုဥတီပြီးဘာလို့ဆိုကိုကကိုကဥဆောင်ပြီးခေါ်လိုက်မိတာရောနော်ဒီမကြုံမလို့တဲ့သူတွေအမျှလိုချင်တဲ့သူတွေလာခဲ့ပါဆိုကျွန်တော်ဟိုကိုကအားလုံးတိုင်ရင်းလိုက်တာအရှင်းရ အားကိုးတကြီးနဲ့ပြေးလာတော့ကျမဟိုနားမှာရှိတယ်ဟိုနားမှာရှိသူကလက်ညိုးကြီးထိုးပြီးကျွန်တော်နောက်ကျောလက်ညိုးကြီးထိုးကျွန်တော်လည်းလှဲကြတော့လည်းမတွေ့ရဘူးပေါ့နော်အဲရှိတယ်ရှိတယ်ဘူးမငါ့ကိုအမြပေးဖို့မခေါ်ဘူးအမြပေးဖို့မခေါ်ဘူးဆိုတော့ပြောတဲ့ခါကျတော့အော်ဟုတ်ပြီအခုကျွန်တော်တို့ပေးမယ်နောက်တစ်ခေါက်ပြန်ရုပ်ပေးမယ်လိုက်စုံတော့လိုက်စုံတော့ဆိုတော့လေသူကိုယ်တိုင်တာရုခေါ်တယ်အမြယူတယ်ပြီးတဲ့ခါမှာသွားတော့မယ်သွားတော့မယ်ဆိုပြီးပြောပြီးတော့ငြိမ်ကြသွားတာပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့သူဒါကျွတ်လွတ်သွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးတော့ ပေါက်တာပေါ့အဲ့အတွက်ကြောင့်မို့လို့လဲသူ့ရဲ့မိသားစုဝင်တွေကလည်းပူဆွေးပင်မဲ့လဲအစိုးရရဲ့အကောင်ပေါ့နော်ဟိုကျွတ်လွတ်သွားတာကိုမြင်ရတဲ့အတွက်လဲပျော်ရတယ်ကိုကိုနှိုက်ကလည်းကိုယ့်ရဲ့အလှူဒါနလေးတွေဘယ်လိုပြောရမလဲထိရောက်သွားတယ်ပေါ့နော်ထိရောက်စွာဖြစ်သွားတယ်ဆိုတာကိုမျက်မြင်ကိုယ်တွေ့ရတဲ့အတွက်အယောင်ကိုလည်းတုံ့လှုပ်တယ်အယောင်ကိုလည်းဟိုပီတိလည်းဖြစ်မိတယ်အာထပ်ပြီးတော့ဒီမကပို့ပြီးတော့စူးစမ်းနိုင်အောင်လှူပန်းနိုင်အောင်စူးစမ်းပါမယ်လို့ဒီညနေ့ပြောပြရစီခင်ဗျာ